အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Promise USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ ICE အဖွဲ့ကအမေရိကမှာရှိတဲ့အီရန်နိုင်ငံသားတွေကိုမွေနောက်ရှာဖွေပြီးတော့ဖမ်းဆီးနေပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်သတင်းအပြည့်အစုံကတော့ဇွန်လ25 2025မှာ NBC သတင်းဌာနကတင်ဆက်သွားတာကတော့ အယ်လီမှာရွှေ့ပြောင်းနေထိုင်လိုတဲ့အီရန်အစ္စလာမစ်သမ္မတနိုင်ငံမှအမေရိကကိုထွက်ပြေးလာပြီးတော့နိုင်ငံရေးခေါ်လုံခွင့်ရှောက်ထားခဲ့ကြတဲ့အီရန်လူမျိုးတွေကို ICE အဖွဲ့တွေကဖမ်းဆီးနေပါပြီ။အီရန်နိုင်ငံသားတွေရဲ့အမေရိကမှာနိုင်ငံရေးခေါ်လုံခွင့်ရှောက်ထားတဲ့အကြောင်းပြောချက်တွေကတော့သူတို့ရဲ့နိုင်ငံမှာအစ္စလာမ်ဘာသာကိုတောက်ပင်ယုံကြည်ကိုးကွယ်ခြင်းမရှိတဲ့သူတွေကိုအစိုးရကညှင်းဆဲတပ်ဖြတ်ခံရမဲ့ဘေးမှာထွက်ပြေးလာခဲ့ရတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအကြောင်းပြတဲ့ background ဟာရုတ်တရက်ရှိနေပေမဲ့တရားရုံးမှာသူတို့ရဲ့ရှေ့နေတွေရဲ့အီရန်နိုင်ငံရေးလှုပ်ရှားနေသူတွေစောင့်ကြည့်နေတဲ့ကြားမှာမှ ICE အဖွဲ့ကအဲ့ဒီအီရန်နိုင်ငံသားတွေကိုဖမ်းဆီးလိုက်ပါတယ်။အဲ့ဒီကိရွက်ဟာဆိုလို့ရှိရင်အဲ့ဒီတကူတဲ့တွေမကတော့ပဲအမေရိကရဲ့အနှံ့ပြားမှာရှိတဲ့ခိုးပင်ကျူးကျော်အထောက်ထားမဲ့တွေကိုဖမ်းဆီးနေတဲ့ ICE အဖွဲ့ဝင်တွေကိုရောက်ရှိလာပြီးတော့အမေရိကအနှံ့မှာရောက်ရှိနေထိုင်နေတဲ့အီရန်လူမျိုးတွေကိုစစ်ဆေးမှုတွေပြုလုပ်နေပြီး ခိုးဝင်ကျူးကျော်ဖြစ်ခဲ့ရင်ဒါမှမဟုတ်ဘာသာရေးယုံကြည်ချက်တွေအကြောင်းပြပြီးတော့နိုင်ငံရေးခုံလုံးခွင့် asylum ရှောက်ထားတဲ့လူတွေကိုပါအကုန်ဖမ်းဆီးနေပါပြီအဲ့ဒါကတော့အမေရိကနဲ့အီရန်ကြားမှာ ဖြစ်ပေါ်ခဲ့တဲ့စစ်ပွဲရဲ့နောက်ဆက်တွဲအခြေအနေတွေလို့သိရပါတယ်2021ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့အီရန်ပြည်ထရေးဝန်ကြီးဌာနရဲ့ကိန်းဂဏန်းတွေအရအီရန်နိုင်ငံကနေပြီးတော့ Islamic ဘာသာကိုယုံကြည်ကိုးကွယ်ခြင်းမရှိဘဲ ခရစ်ယာန်ဘာသာကိုကိုးကွယ်လိုသူစုစုပေါင်း၄သန်းခန့်ရှိပြီးတော့အဲ့ဒီ၄သန်းကိုအီရန်နိုင်ငံကနေပြည်နှံတန်ပေးခဲ့ပါတယ်။အဲ့ဒီအထက်မှာမှ၃သန်းလောက်ဟာအမေရိကကိုရောက်ရှိလာခဲ့ကြပြီးတော့ခရစ်ယာန်ဘာသာကိုယုံကြည်သူတွေဖြစ်ကြောင်းနိုင်ငံရေးခေါ်လုံခွင့်ပေးပါရန်အဆိုင်လမ်လျှောက်ထားခဲ့ကြောင်းသိရပါတယ်။ဒီကရအင်္ဂါနေ့မှာတော့အယ်လီကလာဘကတရားရုံးကိုရုံးချင်းထွက်လာတဲ့အမေရိကမှာနိုင်ငံရေးခေါ်လုံခွင့်ရှောက်ထားသူအီရန်အမျိုးသားအား ဖမ်းဆီးလိုက်ခြင်းကြောင့်အီရန်တွေဟာတရားရုံးရှိမှာအစာငတ်ခံဆန္ဒတွေပြကြရင်လည်းအဲ့ဒီထဲမှာမှဖမ်းဆီးခံလိုက်ရတဲ့သူရဲ့မိန်းမကတော့စိတ်ထိကြိုက်ပြီး ထိတ်လန့်တုန်လှုပ်နေကြောင်း MBC သတင်းကရေးသားထားပါတယ်။သူမဟာသူမရဲ့ရှေ့မှာတွင် သူ့ယောက်ျားကို ICE အဖွဲ့ကဖမ်းဆီးသွားလို့ထိတ်လန့်ခြောက်ခြားပြီးတရားဟောဆရာကိုခေါ်လိုက်ပါတယ်။တရားဟောဆရာရောက်ရှိလာခဲ့ပေမဲ့ ICE အဖွဲ့ရဲ့လုံဆောင်ချက်တွေကိုဒီတိုင်းပဲကြည်နေပြီးတော့ အော်ဟစ်နေရုံကလွဲလို့အဲ့ဒီမျိုးသမီးကိုသူဘာမှမကူညီနိုင်ပါဘူးသူတို့လင်မယားရဲ့ရှေ့နေကတော့မိမိတို့ရဲ့လုံခြုံရေးအရာနာမည်တွေကိုတည်င်းဌာနတွေကိုထုတ်မပြောရန်ညွှန်ကြားထားပါတယ်အဲ့ဒီဖန်ဆီးလိုက်တဲ့ဗီဒီယိုလေးကိုအခုတင်ဆက်ပေးလိုက်ပါတယ် He came with CP1 why you're doing this It's no longer valid anymore that's why yeah, Why what Can I can I have his stuff no, no, yeah, phone. Yeah, yeah, yeah. No, he can't. He can't have. The, yeah, only, only my phone. Where you're taking? Can I? Can, I follow you? No, only, only. Why are you doing this? 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 Listen, Why are you doing this? You're gonna be arrested as well? You'll be under arrest. Yeah, I'm US citizen. Arrest me. Don't get closer. Stay there. Stay there. Stay, there. stay back. Let him stay, go. Stay there. Stay back. She's mad. Stay there. Le let her go. Stay there. Let her go. You don't stay there. You're gonna be arrested for interference. She's inter sick. She's sick. You're gonna be arrested for interference. She's sick. I'm here. She's sick. Okay, stay there. She's mad. Call 911. Call 911. She's mad. She has a problem. Can't take me with them. They need me. No, sir. They, they, have they need me. You, you can stay there and you can be bored, but you, but you can't go with us, okay? အဲဒီအီရန်ရေမြာဆောင်တွဲဟာဆိုရင်တော့ပြီးခဲ့တဲ့အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်လက်ထက်တုန်းကအမေရိကကိုနိုင်ငံရေးခိုလုံခွင့်ရှောက်ထားခဲ့သူတွေဖြစ်ပြီးတော့အဲဒီနိုင်ငံရေးခိုလုံခွင့်တွေကိုတော့အခုသမ္မတထရမ့်လက်ထက်မှာအကုန်ဖျက်သိမ်းရပ်တန့်ပစ်လိုက်ပါပြီ။အဲ့ဒါအပြင် အမေရိကကိုဒုက္ခသည် refugee အဖြစ် လာနေတဲ့ကိစ္စတွေကိုလည်းတမရထရမ်ကအကုန်ရပ်တန့်ပစ်လိုက်ပြီးဖြစ်ကြောင်းသိရပါတယ်။ပြီးခဲ့တဲ့တင်းနင်းကတွေကစပြီးအီရန်နိုင်ငံသားနိုင်ငံရေးကိုလိုခွဲရှောက်ထားသူတွေကိုဖမ်းလာ17ယောက်ရှိပြီဖြစ်ကြောင်း CBS ရုပ်သံကကြေညာသွားပါတယ်။အဲ့ဒီထက်က9ယောက်ကတော့တရားမဝင်လက်နက်ကင်ဆောင်မှုတွေအိမ်တွင်းအကြမ်းဖက်မှုတွေမူရစ်စေဝါရောင်းဝယ်မှုနဲ့ပြစ်ချက်တွေရှိထားပြီးတယောက်ကတော့အီရန်အစ္စလာမစ်စစ်တပ်ကအရာရှိဖြစ်တဲ့ ID ကိုသူ့ရဲ့အိတ်ထဲမှာဖမ်းဆီးပြီးခဲ့စဉ်တွေ့ရကြောင်း CBS သတင်းဌာနကကြေညာသွားပါတယ်။ပြီးတော့အဲ့ဒီသူဟာအီရန်စစ်တပ်ကစနိုက်ပါတနတ်သမားတစ်ယောက်ဖြစ်ကြောင်းလည်းသိရပါတယ်။ပြီးတော့အခုတပ်ပေါ်မှာတွေ့ရတဲ့ Lynette Vatanenian ဆိုသူ အမျိုးသမီးဟာဆိုလို့ရှိရင် Phoenix Arizona ပြည်နယ်မှာနေထိုင်သူဖြစ်ပြီးသူ့ရဲ့အိမ်မှာတပ်ပေါ်မှာတွေ့ရတဲ့ Mazet ETV EDVAN ဆိုသူ Iran ကိုဝင်ကျူးကျော်ကိုပုံခိုခိုင်းထားတာသိရလို့ ICE အဖွဲ့ကဖမ်းဆီးရင်ရောက်သွားချိန်မှာတော့သူ့အိမ်ထဲကိုဝင်ရင်တနတ်နဲ့ပြစ်ခတ်မယ်အင်ရှေ့ကနေမင်းတို့မထွက်ခွာရင်အပြင်ထွက်ပြီးတနတ်နဲ့ပြစ်ခတ်မယ်လို့ ICE အဖွဲ့ရဲ့ agent တွေကို အသက်အန္တရာယ်ချိန်ချောက်မှုကြောင့်အခုတော့ American နိုင်ငံသားဖြစ်နေပေမဲ့သူ့ကိုဖမ်းဆီးပြစ်လိုက်ပါပြီ American ပြည်တွင်းပြည်တွင်းလူမျိုးရေးဌာနရဲ့ထုတ်ပြန်ချက်အရကတော့ အမေရိကကအီရန်နျူကလ িয়ার စစ်ရုံကိုတိုက်ခိုက်ပုံကျဲတဲ့နေ့ကစပြီးအမေရိကမှာရှိတဲ့အီရန်နိုင်ငံသားတွေကိုစစ်ဆေးဖမ်းဆီးတာ68ရောက်ရှိနေခဲ့ပြီးအဲ့ဒီထဲဟာ48ရောက်ဟာဆိုရင်တော့ဇာစုပဲမှုကျူးလွန်ထားသူများဖြစ်ကြောင်းသိရပါတယ် Immigration attorney Saman Nasseri is not involved in the case, but he says immigrants with previous deportations or criminal records have been targets for ICE. DHS doesn't have to make the case that they have some sort of terrorist connection or cell connection or something like that. These are easy pickups. Court records show Mira Corley came to the United States from Iran in 1988 and was deported in 1990. He came back more than a decade later and in 2001, he was convicted of forgery of an official seal, which can be related to fake documents, a conviction in Los Angeles that was later expunged. The only other crime on his record is a misdemeanor charge of petty theft. ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့သတင်းကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးထင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Permis USA News YouTube channel လေးကိုကြိုက်နှစ်သက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye